မြန်မာတွေကိုမတူတလို့မတန်တလို့လှုပ်လိုက်လို့လူပြောများနေရောထံမင်္ဂလာပါပြိတက်ကြီးပြိတက်တရားအတွက်ကိုရန်လေးစားအကြရဲအာပိယရဲအာသာသမားတယောက်ရင်မျက်နှာချင်းစာမြန်မာတစ်တင်တွေးဆောင်ဝင်ရတာလောက် ပြောစရာကောင်းတဲ့ညာမရှိပါဘူးဒါပေမဲ့အဲ့ဒီတွေးဆောင်မှုကကိုအတွက်ပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်တစ်ခုဖြစ်မလာပဲစိတ်ပြည့်စရာဂုဏ်တိတ်ခါကိုစော်ကားခံရတယ်လို့ခံစားရတဲ့ဖြစ်ပျက်တစ်ခုကိုဖြစ်သွားခဲ့ရင်ရော အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဝမ်ချမ်ပီယံရှစ်ရဲ့စူပါစတာရော့ထန်ကိုအပြင်မြန်မာပြည်သက်တွေကြုံတွေ့ခဲ့ရတဲ့စိတ်မကောင်းစရာဖြစ်ရတဲ့ခုပါပဲဒီအိုင်ရွန်မန်ရော့ထန်ဆိုတာနဲ့သူ့ရဲ့မာကြောတဲ့ခန္ဓာရင်ကြောက်စရာကောင်းတဲ့တက်စစ်တွေကိုပဲအားလုံးအပြင်းပြင်းကြမှာပါ သူဟာထိုင်းနိုင်ငံသားတယောက်ဖြစ်ပေမဲ့သူ့ရဲ့အောက်စာစိတ်ဓာတ်နဲ့ fighting style ကိုချစ်မြတ်နေတဲ့မြန်မာပြည်သက်တွေအများကြီးရှိပါတယ်လူမျိုးဘာသာမခွဲကြပဲအောက်စာသမားကောင်းတယောက်အနေနဲ့သူ့ကိုလေးစားခဲ့ကြတဲ့ အားပေးခဲ့ကြတာပါဒါပေမဲ့ခုတစ်ခါမှာတော့ရောထန်ကိုရန်ကသူ့အားပေးတဲ့ပြိတက်ကိုလူမျိုးနဲ့အဆင့်တန်းပေါ်မူတည်ပြီးခွဲခြားဆက်ဆံခဲ့တယ်ဆိုရဲဆွဆွဲချက်တင်တဲ့သူပြိတက်ရဲ့ယုံကြည်မှုကိုလေချိုးဖောက်လိုက်ပြီလားဆိုရဲမေးခွန်းနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဆလန်ကတော့ပြီးခဲ့တဲ့တောက်ချာနေ့က One Friday Fight ပွဲစဉ်မှာစတင်ခဲ့တာပါအဲ့ဒီနေ့မှာမြန်မာလက်ဝေသမားတွေ့လင်းထက်နဲ့ရောထန်ရဲ့ရဖတို့ရှင်မြန်ထိုးတက်ခဲ့ကြပြီး ရောထန်က သူ့ရောက်ဖောက်အားပေးဖို့ကိုင်းနေတဲ့ရောက်ရှိနေခဲ့ပါတယ်။ဒီမှာတင်သူ့နှစ်ပေါင်းများစွာအားပေးလာခဲ့တဲ့မြန်မာပြည်သက်တွေကကိုယ့်ရဲ့ idol ကိုအနည်းငယ်တွေးခင်ရခဲ့တဲ့အတွက်ဝမ်းသာအားရနဲ့အမတ်တရားတပုံရှာကူဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဒီညမှာပဲအားလုံးရဲ့အမြင်မှာခွဲခြားဆက်မှုတခုဖြစ်ပွားခဲ့ပါတယ်။မျက်မြင်သက်သေတွေရဲ့ပြောစကားအရမြန်မာပြည်သက်တွေကသူ့နောက်ချင်းကလာတဲ့အခါမှာရော့တာကမျက်နှာထားတည်တည်ပြီးစိတ်မရှိတဲ့အမူအရာ မနှင်းမျိုးတဲ့ပုံစံတွေနဲ့ဆက်ဆံခဲ့လို့ဆိုပါတယ်။ဒါကသူ့ရဲ့ပြင်ပနှွမ်းတဲ့မှုကြောင့်ဒါမှမဟုတ်စိတ်ချင်မကောင်းလို့ဖြစ်နိုင်တယ်လို့တွေးကောင်းတွေးနိုင်ပေမဲ့အဲ့ဒီတွေးကိုပျောက်သွားစေခဲ့တာကတော့နောက်ဆက်တွဲဖြစ်ဖြစ်ပါပဲ။သူ့စီကိုထိုင်းလူမျိုးပြိတ္တတည်းရဲ့ကြည်ရတာတရနာဝိစားထားတဲ့လူကြီးပိုင်းတွေချင်းခါလာတဲ့ခါမှာတော့ခုနတင်းမနေရဲ့မျက်နှာတကချက်ချင်းဆိုသလိုပြောင်းလဲသွားပြီးအလွန်ဖော်ရတဲ့ပြုံးရင်းနဲ့ကျိုးစုကလူလူလာလာ ဓပုံတွဲရပြီးခဲ့လို့ဆိုပါတယ်ဒီဖြစ်ပျက်ကလူရွေးပြီးဆက်ဆံတဲ့အဖြစ်မှုဖြစ်ပြီးမြန်မာလူမျိုးတွေကိုမတူတူမတန်တူသဘောထားကအစင်တန်ခွဲဆက်လိုက်တာဖြစ်ကြောင်းပွဲကြီးပြိတ္တတွေကပြင်းထန်ဝေဖန်ခဲ့ကြပါတယ်အာကစားသမားတယောက်ရဲ့တမိုးကကျိုးဝိုင်းနဲ့ဆွမ်းဆောင်တစ်ခုနဲ့တိုင်းနာတင်သလားဒါမှမဟုတ်ကဘာတဝမ်းကသူ့ချစ်ခင်အားပေးနေတဲ့ပြိတ္တဘောထားရေးစရိုက်တာလေးစားမှုနဲ့တိုင်းနာတင်သလားဆိုတာကအခုဖြစ်ရမှာအကြီးကမင်းကိုဖြစ်လာခဲ့ပါတယ် ရိသတ်တွေရဲ့အားပေးမှုမရှိပါဘဲစူပါစတားတယောက်ဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူးနော်။ဒါကတော့ကဘာကျော်ကစားသမားတယောက်ဖြစ်တဲ့ရောထန်အနေနဲ့မေးရသွားတာလားဒါမှမဟုတ်သူ့ရဲ့ပင်ကိုစိတ်ကက်ကအစာကလေးကဒီလိုပဲလားဆိုတာကတော့ပရိသတ်တွေကမေးခွန်းထုတ်နေကြပါပြီ။ဒီဖြစ်ရဲ့နောက်ပိုင်းမှာရောထန်ကိုစက်ပြီးအားပေးဖို့တင်းမတင်းဆိုရဲစဉ်းစားစရာကတော့သူ့ကိုချစ်ခဲ့တဲ့မြန်မာပရိသတ်တူချင်းစီရဲ့ရှင်ထဲမှာမေးခွန်းထုတ်စရာတစ်ခုပြင်ကြံရင်ခဲ့ပါတော့တယ်။ ပရိသတ်ကြီးတို့ကရောဒီဖျက်နဲ့ပတ်သက်ပြီးဘယ်လိုခံစားပါသလဲကိုအိုက်တော့ကကို့ဘောဒီလိုဆက်ဆံခဲ့ရင်ရော ခွင့်လွှတ်နိုင်မှာလားဆိုတာကိုကို့မမကတော့ဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်